ီညရှင်ပြိုင်ကစားဖို့ရှိနေတဲ့ Quarabet နဲ့ပွဲစဉ်မှာ Chelsea သင်ဘယ်လိုပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုခင်းစတာဖူတဘောရှူအနေကျူတူပါတယ်ကျွန်တော်ကိုခက်မှာဒီည7:15မှာကစားဖို့ရှိတဲ့အဇာဘိုင်ဂျန်ကလပ် Quarabet နဲ့ပွဲစဉ်မှာ Chelsea သင်ပွဲထွက်လာနိုင်တဲ့ lineup အခင်းချင်းကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဘယ်ကစားသမားတွေပါဖို့မပါဖို့ရှိနေတယ်လဲဆိုတဲ့အပိုင်းကိုအရင်ဆွေးနွေးကြပါမယ်။ကိုပါမှာ လဗိုင်းကိုရဲ့ဘက်ရီယာရှိုင်အဆူကိုမိုက်ကယ်လမူဒရစ်မူဒရစ်ကတော့ထားလိုက်ပါတော့နော်အဲ့တော့ခုနကအပေါ်ကပေါ်ပြတ်သွားခဲ့တဲ့ကစားသမား၄ယောက်မပါပါဘူးကိုဘမားရဲ့ဒဏ်ရာပြဿနာအတိတ်နဲ့ကိုသိကျင်ကြရတဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော်လည်းအတိအကျမသိပါဘူးလက်ရှိချိန်ကြီးတော့ပါမားသည်အတင်းနဲ့ပူပေါင်းမှုဆိုတာမဖြစ်နိုင်သေးဘူးဆိုတာကိုပဲနားလည်လက်ခံထားဖို့လိုပါတယ်လွန်ခဲ့တဲ့တပတ်လောက်တုန်းကတော့တရင်တပုတ်တက်လာတယ်အန်ဒိုမော်ရက်စ်ကပါမားကိုမေးတယ်ပေါ့နော်စပြီးမေးလိုက်တာပါ မင်းဒီညကစားမဲ့ပွဲတွေမှာပါနိုင်လားတဲ့ဒါစပါးနဲ့ပွဲမတိုင်ခင်မေးလိုက်တာပေါ့ကိုပါမကဘာမှမပြောဘဲရီပြီးတော့ပဲဒါနီးပြောက်ကိုပြန် response လုပ်ခဲ့တယ်ပေါ့အဲဆိုလိုချင်တဲ့သူကပါမသည်အနေအေးတယ်တွေးအေးတယ်ဒီလိုမျိုးရီပြပြုံးပြတဲ့သဘောကမဖြစ်နိုင်သေးဘူးဆိုတော့သဘောမျိုးပဲဖြစ်ပါလိမ့်မယ်ပေါင်ချန်ဒန်ယာဆိုတာလည်းနည်းနည်းလေးတော့စားတယ်ဗျခွဲစိတ်မှု ပြုတ်လို့ရမှာလားဒါမို့ရင်အနာ ပြီးရင်ကောင်းသွားမလားဆိုတာလေကျွန်တော်တိတိပပမသိရသေးဘူးအဲ့တော့ကြောင့်ကျွန်တော်ရှင်းမှပြောသလိုပေါ့ပါမောကိုနိုဝင်ဘာလတစ်လလုံးခေါင်းထဲထုတ်ထားလိုက်တာကအစဉ်ပြေပါလိမ့်မယ်နောက်ထပ်တစ်ယောက်လီယန်ဒလပ်ဒလပ်ကတော့အတင်းနဲ့ပြန်လဲပူပေါင်းပြီးဝူဗန်ဒန်နဲ့ပွဲတင်မှာလဲဒါဒိုမက်စတစ်ကက်မှာဝင်ရောက်ရှင်မြန်ကစားခဲ့တယ်အနီကက်ထိသွားတယ်တိုးတော်ညာလဲကြံ့ခိုင်မှုမပြေဝသေးဘူးလို့လီယန်ဒီလပ်ကအတီးပြုတ်ထားပါတယ်အဲ့တော့ကြောင့်ဒီပွဲတင်မှာ တ်တော့ကသားသမားအနေနဲ့ပါဝင်ဖို့ကတိတ်ပြီးတော့မလွယ်ကူလောက်သေးဘူးလားပေါ့မဂီယူလည်းရှိနေတယ်ဗျာဂီယူကတော့တိတ်တော့အဆင်မပြေပါဘူးကျွန်တော်လီယန်ဒီလက်ကူပဲအားကိုးရမှာဗျာဒါမဲ့လေလီယန်ဒီလက်အတီးပြုတ်ထားတဲ့ကြံ့ခိုင်မှုမပြေဝသေးတဲ့ပြဿနာကချန်ပီယံလိပိုတော့ခွင့်တနေရာမှာပါဝင်လာဖို့အတွက်တော့ဟိုတိတ်မျောလင်းလို့တော့မရဘူးပေါ့နော်ဘက်ချ်မှာတော့ထိုင်ကောင်းထိုင်လိမ့်မယ်အရင်ကသားသမားဖြစ်နေဝင်ရောက်ကစားကောင်းကစားနိုင်ပါလိမ့်မယ်ဒီပွဲကြက်ခံမှုအပြည့်နဲ့ ကစားဖို့ဆိုတာမဖြစ်နိုင်အောင်မှာနောက်လာမဲ့ပရီးမီးယားလိပွဲစဉ်တွေမှာတော့ Lian Dilap တီအသင်းနဲ့တသားတဲ့ပြန်ဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်။ Okay ဒါတော့ Chelsea အသင်းမှာဒဏ်ရရှိတဲ့ကစားသမားတွေနဲ့ကြံ့ခိုင်မှုပြီးွားတဲ့ကစားသမားတွေအပိုင်းကိုဆွေးနွေးကြတာပါ။ပွဲထွက် line ကိုကျွန်တော်တို့စတင်ခမန်းဆွေးနွေးသုံးသပ်ကြည့်အောင်။ဂိုသမားတနေရာမှာကတော့ Robert Sanchez ကိုပဲပွဲထွက်ခွင့်ပြုပါလိမ့်မယ်။ Philip Jorginson ကလည်းတော်တော်ညံ့တဲ့ဂိုသမားဗျ။ ်ရောဘတ်ဆန်ချက်မကောင်းဆိုရင်တောင်မှဖိလစ်ဘျော်ဂင်ဆင်ကပုံမကောင်းလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် CB တနေရာကိုကြည့်ရင်လက်ရှိချက်သီးသင်းရွေးချယ်စရာရှိတဲ့ကစားသမားတွေကရှိတယ်ဒါပေမဲ့လည်းစနစ်တကြားနဲ့ဂယုတစိုက်ရွေးနေရတယ် Wesley Fofana ကိုပဲပွဲတိုင်းရွေးချင်တာပေါ့ဗျာဒါပေမဲ့ Wesley Fofana ကပွဲစဉ်တိုင်းမှာအဲ့လိုခြေစွမ်းမျိုးနဲ့အဲ့လိုကြန့်ခိုင်မှုမျိုးနဲ့ကစားဖို့ဆိုတာမတည်ကြဘူး အဲ့လိုခြေသွမ်းအဲ့လိုကြက်ခိုင်မှုဆိုတာစပါးနဲ့ဘွဲရခြေသွမ်းမျိုးကိုပြောတာချက်စီးရဲ့ပြဿနာကလည်းအဲ့ဒါဗျတပွဲရွှေတပွဲငွေခြေသွမ်းမျိုးဖြစ်နေတာကစားသမားတွေနဲ့လည်းတနည်းတပုံဟိုပတ်သက်ဆက်နွယ်နေတယ်ကစားသမားတွေရဲ့ဆွမ်းဆောင်ရည်ဘိုင်းကတည်ငြိမ်ပေမဲ့အဲ့ကြက်ခိုင်မှုဘိုင်းကမငြိမ်ဘူး risk change ဆိုလဲတပွဲတလီကောင်းတယ်တပွဲတလီကျရင်ကြက်ခိုင်မှုဘိုင်းကနည်းနည်းလေးကျနေတာရှိတယ်ဒါတွေကအသင်းရဲ့ဟန်ချက်ပေါ်မှာအနည်းနဲ့အများတော့ impact ဖြစ်တယ်ဗျာဆိုတော့ Wesley Fofana ကိုအနာပေးလာဖို့များတယ်တိုစင်နဲ့ ဂျိုးရှအချင်းပေါင်းကိုပွဲထုတ်လာဖို့အခြေအနေရှိတယ်။ပရိသတ်ကတော့တိုးစင်ဆိုရင်ကြောက်ကြတယ်။ကျွန်တော်လည်းတိုးစင်ဆိုရင်ကြောက်တယ်။တိုးစင်ချယ်ဆီကိုဆက်ဆက်ရောက်လာတဲ့ကျွန်တော်ပြောမှုတယ်နော်။ agility အရန်အားနေတယ်။အဓိကကျွန်တော်ညီကိုတွေထောက်ပြနေတယ်။ဟာဒီကောင်ကြီးကလေးတယ်။သူကတွေးဝေးတယ်ဆိုတော့သူက agility နေတယ်ဗျာ။ response အားနေတဲ့ခံစစ်ကစားသမားပေါ့။ကျွန်တော်တို့အလကားရလိုက်လို့ဒါအဆင်ပြေတာ။တိုးတော့တခြားအပိုင်းတွေအာသာချက်တွေတော့ရှိပါတယ်။လုံးဝအားနေချက်တွေပဲပြောတာမဟုတ်ဘူး။ထောက်ပါတော့ဗျာ။ဦးစီးဦးဆောင်ပြုမှုအပိုင်းတွေပါလေးနေအဆင်ပြေတယ်။ အချင်းပေါင်းနဲ့တူစင်တွဲရင်တော့မဆိုးပါဘူးတူစင်လေးနေတဲ့အပိုင်းနေအချင်းပေါင်းလိုက်ဖြတ်ပေါ့โอเคကျွန်တော်တို့ cyber ကစားသမားလေးတွေကိုထက်ကြည့်အောင်ဒီ left back မှာကတော့ကျွန်တော် Joral Harto ကိုအသုံးပြလာနိုင်တယ်မကူကူရရောဒီလိုပွဲမျိုးမှာအနာမပေးရင်တခြားပွဲတွေပြီးစရာမရှိဘူးကျွန်တော် right back မှာ Melogusto ကိုအသုံးပြလာနိုင်ပါတယ်ခင်ဗျာ โอเคကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ဒါဘောလုံးပွဲတွေကစားခြင်းလေဆိုရင်ကျွန်တော်ညီကိုတွေစီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘက်ခွန်ရှိကိုနဲ့၅သလုံးမစ်တို့ကိုမန်ဘာ1ယူနစ်ဖြစ်အပူစုကြီးတွေနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်3ညာကို6931380မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ကျွန်တော် Miffy Train ကိုတစ်ချက်စဉ်းစားအောင်ကျွန်တော်ရဲ့ကွင်းလယ်မှာပွဲတိုင်းဒီပါ on fire ဖြစ်တဲ့ကစားသမားတယောက်ရှိတယ်ပြိတ္တတွေရဲ့အချစ်တော်ဖြစ်လာတဲ့ Moise Kaiser တို့ပါ ဒီလိုပွဲမျိုးတော့ကျွန်တော်အနာပေးခိုင်းခြင်းနဲ့ဗျာเนาะအနာလဲရသင့်တယ်လို့ယူဆတယ်လာဗီယာပြန်ကောင်းနေတယ်ကိုက်စီရိုကိုပြပြဝါတပွဲလောက်နားပါသေးပြီးရင်ကျွန်တော်တို့တခြားပွဲစဉ်တွေလည်းကစားအောင်မယ်အဲ့တော့ကျွန်တော်ကျွန်တော်ကတော့ကိုက်စီရိုနေရာမှာရိုမီယိုလေဗယ်ကပွဲထလာနေတယ်လို့ယူဆတယ်အဲ့တော့ကိုက်စီရိုနားမယ်ဆိုရင်အန်ဇိုကတော့ပုံမှန်အဖြစ်ပွဲတော်ခွင့်ရသင့်တယ်အန်ဇိုကကိုက်စီရိုကိုနားလိုက်ရင်ကျွန်တော်တို့ကွင်းလေတော်တော်လေးဝိသွားလိမ့်မယ် ော့ midfield trial မှာတယောက်နဲ့တယောက်တော့ချိန်နေရတယ်ပေါ့အန်โซနားရင်ကိုက်စရိုးပါမရမယ်တကယ်လို့ကိုက်စရိုးနားရင်တော့အန်โซပါမရလိမ့်မယ်အဲ့ဒီကကြတော့ကျွန်တော်တို့ midfield trial ကိုပုံစံပြ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 ပေါ်ခြင်းနဲ့ဆိုရင်တော့ Lavia Andre Santos Enzo Fernandez ကိုအသုံးပြုတင်တယ်တကယ်လို့မဟုတ်ဘူးကွင်းလယ်မှာ midfield duo ပဲတုံးခြင်းနဲ့ဆိုရင်တော့ Lavia နဲ့ Enzo Fernandez တုံးရင်တုံး Enzo ဘာထပ်အနာပေးပြီး Lavia နဲ့ Andre Santos တုံးရင်တုံးဒီနံပါတ် တန်းတနေရာမှာ Esteva ကိုဝင်ရောက်ပြီးတော့ကစားခိုင်းလို့ရတယ်။တစ်ဖက်မှာ Pedro Neto နဲ့တစ်ဖက်မှာ Jimmy Gidan ကစားနိုင်ပါတယ်။တနေ့ကစပါးနဲ့ပွဲစဉ်မှာ Neto ကလည်းလူသားလဲခံလိုက်ရတာအနားတော့ရပါတယ်။ Garnacho ကတော့ဟို Champion League မှာတခါတည်းရတော့ပွဲထွက်တယ်ပေါ့နော်။သို့တော့ Jimmy Gidan လဲကောင်းနေတဲ့အတွက်ကြောင့်ဒီလိုလဲစဉ်းစားလို့ရတယ်ဗျ။ Anzo လဲပေးနှားလိုက်မယ်၊ Neto လဲပေးနှားလိုက်မယ်။လက်ရှိကစားနေတဲ့တောင်ပံကစားသမားတွေဖြစ်တဲ့ ကနာချူဂျမီဂီဒန်စ်အစတီဗန်သုံးအောင်ပွဲထက်တိုးတော့ပြဿနာတရက်ကဘာလဲဆိုတော့ဂီဒန်စ်နဲ့ကနာချူနဲ့ကအဲ့လိုတွဲထုတ်လို့မရအောင်နှစ်အောင်လုံးက left wing တနေရာမှာအာတန်တဲ့အခါတယောက်မို့တယောက်အနာပေးရဖို့ရှိတယ်ကနာချူစပါးနဲ့ပွဲမှာပွဲထွက်ပြီးဖြစ်တဲ့အခါကျတော့ဒီပွဲထဲမှာဂီဒန်စ်ကိုတော့ပွဲထုတ်လာနိုင်တယ်ကျွန်တော်တစ်ဖက်မှာကတော့ကျွန်တော်ပက်ဒရိုနက်တိုဒါမှမဟုတ်လေအစတီဗန်ကိုပဲ ပွက်ထွက်ခွင့်ပြုလာနိုင်တယ်အလဲရောတော့တစ်ချက်ကြည့်ရမှာပေါ့ဗျာအလဲမှာအန်ဇိုအန်ဒရီဆန်တို့လာဗီယာဆိုရင်တော့ဒီတစ်ဖက်မှာနက်တိုအနားပေးလို့ရပြီအရှီဗောင်းကိုပွက်ထွက်ခွင့်ပေးလာနိုင်တယ်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့ GPU ပဲဆက်လက်ပွက်ထုတ်လာမယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီညမှာရှင်ပြန်ရေးသားဖို့ရှိနေတဲ့ Corbett နဲ့ပွဲတင်မှာကျွန်တော်တို့ Chelsea အသင်းပွက်ထွက်လာနိုင်တဲ့ line နဲ့အခင်းချင်းကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်